အားလုံးပဲမင်္ဂလာပါဒီနေ့လေးကတော့ပရိုတိန်းတွေအပြည့်ပါတယ်အာဟာရလေးလှုပ်ရှားသွားမှာဖြစ်ပါတယ်ပြင်ဦးဆုံးပါဝင်ပစ္စည်းလေးတွေကတော့ပေါင်မုတ်ပါမယ်ကြက်ဦးပါမယ်ပျော်တိပါမယ်ပြင်တော့နွားနိုလေးပါပါမယ်ရှင်ဆုံးငပျော်တိကိုစိတ်စိတ်လေးလေးလှုပ်ဖို့အတွက်ကျွန်တော်ကတော့ chart dimension တစ်ခုလေးကိုထည့်လိုက်တာစိတ်ပြီးသားပျော်တိလေးတွေပြင်ထွက်လာပါတယ်စားရပါတကယ်မဟုတ်ပါပြင်တော့အားလုံးပြီးွားရင်ပါဝင်ပစ္စည်းလေးတွေရောပြီးတော့ထည့်ပြီးတော့ စားသုံးဖို့အတွက်ပြင်ဆင်လိုက်ပါမယ်။တခုချင်းစီပါဝင်ပစ္စည်းလေးတွေထည့်ပြီးတာနဲ့ဒီမှာကျွန်တော်ကတော့ကြက်ဥကတော့အစိမ့်စားခြင်းလို့ပြုတ်ပြီးတော့ပဲထည့်လိုက်ပါတယ်နော်။အားလုံးထည့်ပေးပြီးဘောကနေပြီးနွားနိုလေးလောင်းထည့်လိုက်ရင်တော့ဟာရာလေးကိုသုံးဆောင်လို့ရပါပြီနော်။အားလုံးပဲ subscribe နဲ့ follow လေးလုပ်ပေးသွားကြပါအောင်နော်။ လူချင်းမင်းတို့ရဲ့အားပေးမှုကကျွန်တော်တို့အတွက်အားဖြစ်စေလို့ပါတ िश ူပေးကြလို့အားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်တော့စားလိုက်ပါဦးမယ်နော်အားလုံးပဲတတ